မင်္ဂလာပါနော်နွေဦးမိသားစုပေါင်းတို့ရေနွေဦး family channel လေးကနေလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ကောက်မှာလေဆရာကြီးဥတာထုရေးသားထားသောချစ်ဆန်နမဝတ္ထုကို အပိုင်း၈အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြပြီးတော့မှာပဲဖြစ်ပါတယ်ရှင်အားလုံးမေနာတော်တာဆင်ခံစားပေးကြပါအောင်နော်ချစ်ဆန်နမအပိုင်း၈စိတ်ရှုပ်ရှုံနေတာထွက်ခဲ့ရသည်ရွယ်ချက်မရှိ မြမတင်သည့်တီတီငင်ငင်နှင့်အိန္ဒြေယယရှောက်လာခဲ့၍ရေကျော်စေးအနီးသို့ပင် ရောက်ခဲ့သည့်တိုင်အောင်အဘယ်ကိစ္စနှင့်ထွက်လာခဲ့သည်ကိုသူကိုယ်တိုင်စဉ်းစား၍မရသည်သူနှင့်ဆက်လျှောက်လာခဲ့ရမှဗိုလ်ချုပ်လန်းနှင့်ရေကျော်လန်းတောင်သို့ရောက်သောခလန်းလန်းရှိမိုးဝင်းကားဆိုင်စီမှတင်းပြန့်သောဟင်းနှင့်သည်မြမတင်ဤစိတ်ကလေးကိုလှုပ်ရှားသွားအောင်ဖန်တီးလိုက်သလိုဖြစ်သွားလေ၏မြမတင်လည်းချက်ချင်းဆိုသလိုပင်လက်ရာဘက်သို့ချိုးခွေလျှောက်သွားပြီးမြင်းပြန့်မတ်တင့် ဆေးလိတ်ကုံရှိပလက်ဖောင်းပေါ်တွင်ကြာကြာနာနာခင်ကျင်ထားသောမိုဟင်ခါဆိုင်ကလေးစီတို့လမ်းဝင်သွားလေ၏အလိုမမြတင်မုံလာမစားတာတောင်းအတော်ကြာသွားပြီနော်အခုဘယ်ဟာမျက်စိလေလမ်းမလာတာလဲကဲထိုင်းမိုဟင်ခါစားရအောင်မိုဟင်ခါစားမလို့လာတာပါပဲတော်တော်စိမ့် မြမတင်သည်ပျော့ပျော့ဆူဆူဒေါ်စိန်ပွင့်နှင့်အနီးဆုံးထိုင်ကုန်းတွင်ဝင်ထိုင်လိုက်ပြီးထူးထူးခြားခြားပြောင်းလဲနေသောစိုင်းအခင်အချင်းနှင့်တန်ရှင်တန်ရမှုများကိုချီးရင်းတအံ့တအောင်ငင်းမောနေမိလေ၏။ဘာကြောထဲ့မလဲမြမတင်ထိုးသွမေးလိုက်သောဒေါ်စိန်ပွင့်၏အတန်ကိုမြမတင်လုံးလုံးမကြားစိတ်ဝင်စားစွာနှင့်ကြည်နေသောသူမျက်လုံးများမှလည်းတဆိုင်လုံးအနံပြသို့ရောက်လျက်ရှိလေ၏။ ငါတူမကြီးဘာများဒီလောက်သဘောကျနေတယ်မသိဘူးဒီရမေးနေတာပြည့်နှစ်ခွန်းရှိပြီဘာကြောစမလဲလို့ဒေါ်စိန်ပွင့်သည်စောစောကားထက်အတန်ကြဲကြဲပြူ၍ယခုလိုပြောလိုက်မှမြများတင်လဲရုတ်တရက်ကပြကရာချကနေလဲကြည့်လိုက်ပြီဘူဒီကျော်လေးဒေါ်တော်စိန်ရဲ့ဟုတ်တယ်ကျမလည်းတန်တန်ရှင်ရှင်နဲ့တတန်ရဲ့ဖြစ်နေတဲ့ဆိုင်ကိုကြည့်ရင်းနဲ့သဘောကျနေတာဤတွင်မှမြများတင်မျိုးလုံးများသည်ဒေါ်စိန်ပွင့်စီသို့ရောက်သွားတော်လျက်လက်တစ်ဖက်မှ ပလယာသဘောမျိုးတတ္ထဉဏ်တစ်ခုကိုကင်၍အခြားလက်တစ်ဖက်မှကက်ကြီးကိုကင်ကပူတိကျော်ကိုအုပ်ထားသည့်ကြီးစကအုံဆောင်ကိုမာ၍ဖွင့်နေသောဒေါ်စိန်ပွင့်ကိုမြင်သည်နှင့်မြမြတင်မအတော်ကလေးအံ့ဩသင်စွာငေးကြည့်နေမိလေ၏ဒေါ်စိန်ပွင့်ပြောသည့်အတိုင်းမြမြတင်မဝင်းကစာမရောက်ခဲ့သည်မှာနှစ်လကျော်များပင်ရှိခဲ့လေပြီသူမရောက်သည်မှာမဝင်းကမကြိုက်၍လောမဟုတ်မြမတင်ဒီမိုဟင်ကကြိုင်လွန်သောကြောင့်ဥညုံမောင်ကပင်မြမတင်အားမိုဟင်ကတည့်ရဲမလီဟူသောပွဲထူပေးခြင်း သို့သောမြမတင်မှာခိပညာတက်သည့်ထက်စာပေလိုက်စားမှုကပို၍ကျယ်ဝန်းလာသည်နှင့်အမျှဘ ഹു တုတအရာတွင်လည်းထူးထူးခြားခြားတိုးတက်လာခဲ့သောကြောင့်ကိုကျင့်တရားနှင့်ကျမ်းမာရေးကိုအထူးဂရုဆိုင်လာ၏မောဟင်္ဂါဆိုရင်အတန်ကြာယုံနှင့်တည်ရင်ယူအောင်နှစ်သက်ခဲ့သည်မှန်တော်လဲယခုမူမြမတင်သည်ဒေါ်စိန်ပွင့်အပါဝင်ဖြစ်သောရေချောတဝိုက်ရှိမောဟင်္ဂါဆိုင်များကိုတဖြည်းဖြည်းယွန်လာခဲ့၏ ရှင်တလောင်လောင်ဖြစ်နေသောမဝင်ကားစလုံးနှင့်အကျော်ပန်းကိုကြည့်၍မတတိသလိုဖြစ်လာခဲ့၏။ပါဇက်တော့ရန်ချထားသောလက်တော့ဘောဝါစီထိုင်ထိုင်ကိုကင်မီတိုင်းစိန်မောခဲ့၏။ကြည်အထက်ထက်ဖြင့်မြေမကောင်းအောင်ကန့်နေသောတောင်းရီခွက်ကိုကြည်၍အော်ဂလီဆန်ခဲ့၏ထို့သောသောအော့နှလုံးပွဲနာရာဖြစ်ကြရဆန်ရောင်ချလေးရှိသောမြမမဟင်ကာကြာဆန်ကြီးလက်တုပ်တဲများဤမတန်ရှင်းမှုကြောင့်သာလျှင်များများတင်သည့်ပါမစားလိုစိတ်မရှိသည့်အတိုင်းညာစီတန်းသို့မရောက်ခဲ့ခြင်းဖြစ်လေ၏ ယခုညစီတန်းဘက်သို့ထွက်ခဲ့ရ၌မြများတင်းသည်တစုံတရာဆားလိုသောကြောင့်မဟုတ်စေချုပ်ရှုပ်ရှိလာသည်နှင့်ထွက်လာခဲ့သည်တွင်မိုဟင်ကနန့်ကို အကြောင်းပြု၍ကိုလောပိုအားတတိယသဖြင့်ဒေါ်စိန်ပွင့်ရှိရာဆိုင်သို့ရှောက်လာခဲ့ခြင်းဖြစ်လေ၏။သို့သောသူတွေ့ခြင်းသောကိုလောပိုအားမတွေ့ရသေးမီအန်အောဝဲပြောင်းလဲ၍တက်တက်ရှင်ရှင်ဖြစ်နေသောကိုလောပို၏မိုဟင်ကဆိုင်ကိုကြည့်၍ဝမ်းသာအားရနှင့်စားခြင်းစိတ်ပင်ပေါ်လာသည့်အတိုင်းကြကြနာနာဝင်ထိုင်လိုက်ခြင်းဖြစ်လေ၏။ မြည်သည့်လူမျိုးဝင်ဖြစ်စေဗဟုသုတနှင့်ပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှကိုကျင့်တရားကောင်းမွန်ရေးကျမ်းမာရေးနှင့်တန်ရှင်မှုတို့သည်လည်းတိုးတက်ကောင်းမွန်လာလေရှိသည်ဖြစ်ရာမြမြတင်သည်လည်းတို့အတူပင်တွင်မိုဟင်ငါတဲများဘူသည့်ချောကိုလဝါနှင့်ဆုပ်၍ခြေထည်သည်ကိုပေါ့နှလုံးနှာနာနှင့်ယွန်ရှာခဲ့သူဖြစ်သည်သူစနစ်အတိုင်းလက်နှင့်သာခြေလေးရှိခဲ့သောဒေါ်စိန်ပွင့်သည်ယခုမူလက်နှင့်ပင်မတိမကိုင်းပဲကရိယာတစားပလာတွင်နှင့်တန်တန်ပြန်ပြန်ညှက်ထည်နေသည်ကိုတွေ့ရသည်၌ချက်ချင်းဆိုသလိုပင် မိမိမွေးငါကိုပဲသူများနဲ့မတူအောင်တမျိုးတွင်ပြီးကျွန်တော်ကိုယ်တိုင်ဝင်လုံးနေပါတယ်ခမဟူသော ကိုလာပိုဤစကားကိုကြားရောက်လာလေ၏တော်တော်တို့ဆိုင်အသွင်ပြောင်းနေလို့တူမကြီးဟာအံ့ဩနေတယ်မှတ်တယ်။ကဲရော့ရော့ငရုတ်တီရော့ကြိုက်တဲ့လောက်ထိတ်စာ။ဒေါ်စိန်ပွင့်တီပျော့ပျော့ဆူဆူပကံကိုလှမ်းပေးပြီးဖန်အုပ်ကလေးတစ်ခုကိုပေါင်းမြမြတင်အနီတို့ရွှေ့ပေးနေတဲ့ဖြင့်မြမြတင်ဒီမိုးရင်ကောင်းပကံကိုနေသားတကြားထားရင်ဖန်အုပ်အဖုံလေးကိုဖွင့်ချလိုက်သည်တွင် ်ကြကြနာနာလှော်ထားသောငြူသီးမှုန်များကိုတွေ့ရလျက်တင်မွေးလာသောအနန္တီလေးနှကောင်တွင်သို့စူဝင်သွားလေ၏ဘာလဲမြမြတင်ဒေါ်တော်ရုဆိုင်မှာအဆဆရာရာပြောင်းလဲနေလို့ထူးဆန်းတယ်လို့ဖြစ်နေသလားအဲ့ဒါတူမကြီးရဲ့တငယ်ချင်းလှပိုစီစင်တာတွေပေါ့ဒေါ်တော်ကဒီလောက်ဟိတ်ကြီးဟန်ကြီးနဲ့မချက်ကျင်ပါဘူးဆိုတာ။ तू ကဇလုတ်ခိုင်းတာနဲ့ तू စိတ်ကြိုက်စီမှန်တော့တာပဲ။ဒီလောက်ဘလို့စိတ်ကြောင်သွားတယ်မသိဘူးတူမရဲ့ သူအင်မတန်နေခြင်းနဲ့ကိုလိပ်ချောင်းကိုပို့ဖို့ဆိုပြီးကြိတ်စုထားတဲ့ပဆံကလေးကိုအကုန်ယူသွားပြီးတခါတည်းရှောက်ဝဲလိုက်တာဖယောင်းပစိုးဖန်ဘူးဖန်ခွက်ဖန်ရီကြိုက်လက်တုပ်ဘွားအိုးစုံနေတာပဲငွေတရာကျော်လျှော့ရော်ပဲမြမြတင်သည်မိုဟင်ကာဆိုင်ကဒေါ်စိန်ပွင့်ပြောသည်များကို နားဆွင့်ကောင်းငိမ့်နဲ့အမိန်သားကြည်နူးနေ၏မျိုးလုံးများသည်လည်းအငိမ့်မနေရခင်ကဖြစ်ကြရဆန်းထောင်း၍ရောင်သုံးရုပ်သီးမို့အပေါ်စားကိုဝယ်ပြီးထောပတ်ဘူးတန်ကွက်အလွန်နှင်းထဲကဖြစ်သလိုလုပ်ခဲ့သောဒေါ်စိန်ပွင့်ဤဆိုင်မှာယခုတင်ပြတ်မှုကြိုင်သောအိမ်တောင်ရုပ်သီးမုံကိုဖန်အုပ်ဖြင့်ကြာကြာနာနာထဲထားသည်ကိုစူးဆိုင်ကြည့်ရှုနေမိလေ၏တော်တော်အောင်မေးပါသေးတယ်လူလေးမင်းကောလိတ်နေချင်းလားကြီးရဲ့ဆိုဒီတော့သူကပြန်ပြောတယ်စာအုပ်ဖို့ចောင်းဝင်ကြီး နောက်လစဉ်ကုံရမယ်စရိတ်နဲ့ကျွန်တော်တို့ဝင်ဝင်နဲ့ဆိုရင်မဖြစ်ပါဘူးမမေရဲ့ကောလိပ်ပဲတက်တက်မုတ်ဖက်ထုတ်ဖက်ရောင်ရောင်ကြီးပွားတာသာလူရင်းမဟုတ်လားဆိုပြီးတော့အရာတွေလျှောက်ဝဲတာပဲကွယ်သူ့မှာလည်းတနေ့တနေ့အားရတယ်မရှိဘူးမိုးလင်းနေဆိုတာနဲ့ဖျောင်းပစိုးတွေစီးလက်တုပ်ပွားတွေလျှောအိုးခွက်ပကံတွေတိုက်ချွတ်စီးကြောရခင်ကကိုလာပိုဤလုံချီဆုပ်အင်ကြီးဆုပ်နေ ဆောင်စုံများကိုသာဖြဲ၍လက်တော့ဘဝလုပ်ခဲ့သောဒေါ်စိန်ပွင့်ဤဆိုင်တွင်ယခုသုံးရစရာမရှိအောင်ဖွေးဖွေးဖြူနေသောလက်တော့ဘဝများကိုတွေ့နေရလေ၏အဲ့ဒလိုစေးစရာလျှော်စရာကိစ္စတွေပြီးတာနဲ့ဟင်းချက်ဖို့ငပြောပင်ကိုကိုယ်တိုင်သွားဝဲကိုယ်တိုင်ထမ်းလာတာပဲကူလီကအကုန်ခံဘူးအိမ်ရောက်တယ်ဆိုငပြောဦးကိုလဲသူ့ဟာသူလီးတယ်အခါတိုင်းဆိုရင်တော့တော်ယုံတန်ယုံရင့်မိမဲ့ဒေါ်တော်တို့ကတော့ထဲ့ချက်လိုက်တာပဲ ။ "तू ကတော့မရဘူး။ငါပြောဦးကိုနုပေးဆိုတာမှရွေးဝဲတယ်။အမြင်တွေပါရင်မပအောင်ဂယုဆိုင်သေးတဲ့ကွ။ဟင်းကိုလေကိုတိုင်းဝင်ချက်ပြီးအရင်ကငါးတပိတ်သားထဲအခု तू ကကောင်းတဲ့ကောင်းအောင်ဆိုပြီး90သားပိုးထဲ့တယ်။တဲဆိုတော့အရှင်ကိုမတုံးတော့ဘူး။ငံပြာကြီးကိုလည်း तू ကိုတိုင်းအကောင်းဆုံးလိုက်ရှာပြီးဝယ်တုံးတယ် तू မရဲ့ ထိုစကားကြားမှမများတင်မမိုးဟင်းကအရသာခံရန်တတိယလာ၏ဒေါ်စိန်ပွင့်ပြောသည့်အတိုင်းပင်ယခုစာနေသည်မှာအခါတိုင်းထက်ထူးခြားစွာကောင်းမွန်နေသည်ဖြင့်မပြောဥဖက်ကလေးများမှလည်းအမြင်ရှင်းရှင်းနှင့်နုနေသည်ကိုတွင်ရလေ၏ပထမတပကံကုံ၍နောက်တပကံစားနေသည့်တိုင်အောင်ဒေါ်စိန်ပွင့်သည် လိန်မာ၍တာဝင်ဝတ္တရားနားလေသောသားကောင်းမိခင်ပြီးပြီးမိမိကိုယ်တိုင်လည်းကုံမြင်ကားအနှင်သားခြေနဲ့နေလေ၏ဒေါ်တော့သားမို့ပြောတာမဟုတ်ပါဘူးတူမကြီးရဲ့ ေးတဲ့ကြောတဲ့နေရာမှာတော်ယုံမိမလိုက်မမိဘူးဟော်ဒီမှာကြည်စမ်းပကန်းစီးတဲ့တန်ဖုံးတောင်နည်းနည်းလေးမှကြီးတင်မခံဘူးအထက်အပြင်ဖေမမကျန်အကုန်တိုက်တာပဲပစ္စည်းတွေတင်းတန့်ပြန့်အောင်လုပ်သလားဆိုတော့မဟုတ်သေးဘူးလူကိုပါအတင်းတန့်ရှင်းခိုင်းလို့တော်တော်ပြင်းတစ်ခါတစ်ခါစိတ်တောင်းညစ်မိတယ် ထို့အခိုင်မိုးဝင်ကားစားရန်မိမတရားဝင်လာသဖြင့်စကားပြတ်သွားသည်တွင်မြမတင်မပါဇက်အဟောင်းသားနှင့်ငေးကြောင်ဖြစ်သွားလေ၏ဒေါ်စိန်ပွင်လည်းထိုင်ဝင်လာသူမိမအားပြင်ဆင်ထည့်ပေးပြီးနောက်ဆက်လက်၍ရှက်ရှက်နဲ့ပဲဝန်ခံရမယ်ဆိုရင်တတော်ကတဏ္ဍာလေးရမှာနဲ့ခေါင်းဖိရမှာတော့ပြင်းတာမရှိဘူးဒါကိုကိုရွှေလာပိုကသဘောကျတော့မမှုဘူးမိမိတို့အဲ့ဒါခက်တာပဲဈေးသေးဆိုတာတန်တန်ပြန်ပြန်နေတတ်ဖို့အရေးကြီးတယ် အစားအသောက်ရောင်းတဲ့ဈေးတွေကပိုပြီးတက်တန်ရှင်ရှင်နေရမယ်။ဒါမှဝယ်သူကတတိတော့မပေါ်ဆိုပြီးစိုင်းထွက်ခံနေမှဖြင့်မေမေရေချိုးတနခါလေးအင်ဂျီဒိုဘီကြဝင့်နေဟာနာကိုညိနေတာပဲကွယ်။အင်ဂျီဆိုလေဘောလီယာဆာသူကိုရန်ရှောမိဘူးတိုက်ဒီကြတဲ့အချိန်ကျရင်တနခါကသွေးပြေးလိုက်သေးတယ်။အင်းတော်တော်ဖြင့်ကိုလာပူအဖြစ်နဲ့တာလို့အာကိုရပြီးမလာပူအဖြစ်နဲ့လဲ ။တမိလိုအပေါ်ရလွန်လို့အချိန်ရှိသလောက်မိနစ်မချာဆူတောင်းနေရတယ်။ငါသားလေးအသက်ရကျော်ရှိပါစေလို့မိမိကိုယ်တိုင်အလွန်စိတ်ဝင်စားနေသောစကားကိုပြောနေရသည့်တကြောင်နားထောင်သူကလည်းစိတ်ပါလက်ပါရှိလာသည့်တကြောင်ကြောင့်ဒေါ်စိန်ပွင့်မှာအတော်ကလေးအဝဇန်းရွှင်လေးရဲ့ရှိလေး၏မြမတင်မာလေးဒေါ်စိန်ပွင့်၏ပီတီရွှဲနေသောမျက်နှာအမူအရာရောင်ပြန်ဟမှုကြောင့်သူ့မျက်နှာလေးမှာလည်းအလိုလိုကြီးနူးနေနေသည်ဟုတ်တယ်တော်တော်စိန် ကျမလည်းအခုလိုတန်တန်ပြင်းပြင်းမြင်ရတော့သိရန်ဝန်းတာဖြစ်ရတာပါပဲအယောင်းဝယ်တော့အခါတိုင်းတဟမ်းမှာပေါ့နော်မြမတင်သည်ပိတ်စိမ်ပါကလေးနှင့်တတရရဲ့အုတ်ထားသောဖန်ရီချိုင်မှကြည်ကြည်လင်လင်ရေတခွက်ငယ်ဤသို့မေးလိုက်သောကြောင့်အင်းပြောရအောင်မယ်ပထမကတော့ငါဘူကလည်းပိုးကုံငပြောဦးညံဖြာကြီးအိုးဆဆအရာရာပိုးကုံပြီးတော့ဇရိတ်ကကြည်လာတော့ဒီကောင်လုံးပုံနဲ့ငါတော့ဒုက္ခပဲ ဟန်မဟန်ပါမလားလို့တထိတ်ထိတ်နေဟာဆယ်ရက်လောက်ဟာတော့အရှုံးအရင်နဲ့တင်းရတာပဲမမြတ်ဘူးနောက်ဆယ်ရက်လောက်ကြာမှတိတိတသာဟန်လာပြီးအခုတော့တော်တော်နေရာကျနေပြီဒူမရဲ့ဒီချိန်ဟာထမင်းစားချိန်မို့လူပါနေသေးတာည9နာရီကျော်တာနဲ့တပြိုင်နက်10နာရီလောက်ထိဟာလက်မလဲတော့ဘူးကြိတ်ကြိတ်တို့ဆိုတာလို့အချို့များတော့ထိုင်စရာမရှိလို့မတ်တရက်စားကြရရှာတယ် ဖုတ်တလူးလူးရင်တလောင်လောင်းနှင်းဖြစ်ချင်နိုင်ဖြစ်နေခဲ့သောဒေါ်စိန်ပွင့်၏အကျော်ပန်းမှာယခုကြီးစကားအုံဆောင်နှင့်တတနာနာဖြစ်နေသည့်ပြင်မုံထဲ့သောစလုံးမှာလည်းပိတ်စိမ်းဖြင့်အုပ်ထားသည်ကိုတွေ့ရလေသည်အခုလိုတော်တော်တို့ကတန်တန်ပြန်ပြန်စီစဉ်ပြီးဟင်ကိုလည်းပိုးကောင်းချက်လို့ခါတိုင်းထက်ပိုပြီးရရတာကိုအပြိုင်မုံဟင်းငါးတွေကမနာလိုကြဘူးကွယ်သူများလိုတွင်ကျဲစီခြင်းသူများလိုပဲလိုက်လို့ပေါ့ဟုတ်ဘူးလားကွယ်အခုတော့ဒီလိုလဲမထွင်ကျင်ကြဘူး ပြီးတော့တပုတ်လေးလွင်လျှောက်ပြောသေးတယ်။တော်တော်တို့ဟင်းချူတာလည်းအမေရိုးတွေထဲ့ပြုတ်သလိုလိုပြောရင်နားထောင်ရင်းနဲ့တဖြည်းဖြည်းမောင်စားပြူလာတော့ကြောင့်ပြန်ကျင်နေပြီဖြစ်တော်များများတင်းသည်စကားမှပြက်ပါစေတော့ဟူသောသဘောဖြင့်ဒါနဲ့ကိုလာဘူတယောက်လည်းမတွေ့ပါလား။များများတင်းသည်ပြောပြောဆိုဆိုထိုင်ရမှထား၍ပေါ်လီအိတ်နိုင်နေလေ၏။အေးကွယ်သူ့မလဲအယောင်းဝဲအလုပ်တစ်ဖက် အချိန်ရတိုင်းစားကြရတာတစ်ဖက်နဲ့အခုလဲဆရာတယောက်စီမှာစာအပြခိုင်မုံထွက်သွားလေရဲ့ BIA ဆိုလားအလူဝင်ပြင်မဲ့ပြောတာပဲတော်ကြဝဲသူကြခြင်းဆိုရင်တော့ရောက်လာပါလိမ့်မယ်ဟောပြောရင်ဆိုရင်သူစိန်ပွင့်ဒီစကားကိုဖြန့်၍မမတင်ဤဘေးဘက်စီသို့မျက်လုံးလေသွားသောကြောင့်မမတင်လက်ကြည့်သည်နှင့်မိမိနှင့်တလန်ကွာလောင်းသို့ပင်ရောက်နေပြီဖြစ်သောကိုလာပိုအားစာအုပ်၃လေးကိုကန်ရသားတွေ့ရလေ။အော်မမတင် မုံလာစားတယ်ထင်တယ်။ဦးတို့တော်တော်ရောမပါဘဲကို ဟုတ်ကဲ့ကျမလည်းပြင်းပြင်းရှိရနဲ့ထွက်လာခဲ့တာ။မြမတင်သည်ကိုလောင်ပေါအားမြင်လိုက်သည်နှင့်ရိုးတရက်လှူရှားသလိုလို ရင်ကလေးဖူသွားကပြောလိုက်သောစကားသံနှင့်အဟံအူရမှလည်းမတိမသားအားဖြင့်မူပြတ်သလိုရှိနေတော်လဲကိုလောင်ပေါမှာကမျက်နှာထားမပြတ်ရင်းကျက်သောအင်ဒရီဖြင့်မင်းသေးသေးဒီလာတော့၏။ ိုလောင်ပိုလင်းချစ်ချင်ဆိုသလိုပင်ရွက်တဲ့အမိုးအောက်သို့ခေါင်းငုံဝင်လာကမြမြတင်နေမျက်နှာချင်းဆိုင်အကြတဖက်တွင်ရန်နေခိုင်းမြမြတင်သည့်အိတ်ထဲမှပစံထုံ၍ဒွန်စိန်ပွင့်အားလှမ်းပေးလိုက်လေ၏သူလှမ်းပေးလိုက်တော့မြမြတင်၏လက်ကလေးမှရုတ်တရေမရေပြတ်သလိုပြန်လဲရုတ်သိမ်းလာရင်မျိုးလုံးလေးများကလည်းကိုလာပိုစီကိုမရေတရေနှင့်အကဲခတ်သလိုလှဲကြည့်လိုက်၏ကိုလာပိုလေမြမြတင်ဖြစ်ပြတ်သွားသောအချင်းရာကိုမြင်သည်နှင့်ချက်ချင်းပင်မျက်နှာထားလွှဲပြီး ဖြစ်သောကြောင့်မြမြတင်လှန့်ကြည့်လိုက်သောအချိန်၌ကိုလာပေါ်မှရေတောင်မီကဲ့သို့တစ်ဖက်စီသို့လှည့်၍ဖန်ချိုင်ကိုင်းနေသည်ကိုတွေ့ရလျာဤတွင်မှမြမြတင်မှအနေရချောင်းသွားတော့၏ထိုဆောင်ရွက်ခေါက်လေးမှာယခုကင်းလူငယ်များရည်စားစားအဖြစ်သုံးသောဆောင်ရွက်မျိုးမဟုတ်မြင်သာထားသည့်ကျောင်းသုံးကော်ပီစာအုပ်မှစုပ်၍ရေးထားသော စာဖြစ်သောကြောင့်ထိုစာရှင်ကိုလာပေါ်သည် မြင်မြင်ချင်းသူစာဖြစ်ကြောင်းရှိမိ၏သို့သောဤလိုအခါမျိုး၌ဤလိုယဉ်ကျေးမှုကိုပြရမည် လူဝိတရားကိုနားလဲသောကိုလာပိုသည်ချက်ချင်းမျက်နှာလွှဲပြလိုက်၏ဒေါ်စိန်ပွင့်ကဟင်းဦးကုံကုံဝင်နေသောကြောင့်ဘာမှမသိလိုက်ပေငွေတစ်ချက်တန်းထင်၍အယောင်ယောင်မှမှနှိုက်ထုတ်ပြလိုက်သောစကူမှာငွေစကူမဟုတ်ဖဲကိုလာပိုပေးပို့လိုက်သောစာဖြစ်နေသောကြောင့်မမြတ်တင်မထူပူဖိန်ရှိန်နှင့်ကမန်ကနန်လက်ကလေးကိုတင်လိုက်စေကားမူထို့အချင်းရာကိုကိုလာပိုမြင်တွေ့ရမိသားဖြစ်လျက်တစ်ဖက်သားရှက်သွားမိဆို၍ဤသူမျက်နှာလွဲကမတိမြင်ဟန်ဆောင်းလိုက်ခြင်းအပြင် ယဉ်ကျေးခြင်းအမူအရာကိုပြလိုက်သည်ဟုမြမြတင်နားလဲဤသဘောပေါက်ရိပ်မိဤရော့တော်မြမြတင်သည်စာကောက်ကလေးကိုအိတ်ထဲပြန်ထည့်လိုက်ပြီးတကြက်တန်စကူတရွက်ကိုလမ်းပင်းရင်ဤသို့ပြောလိုက်သည်တွင်အမေမယူဘူးစိုင်သိန်းဖွဲ့ပြီးမှငါတို့မှပထမအကြိမ်စားတာမှမယူဘူးနောက်စားမှပြီမြမြတင်ကလည်းအတင်းပြီးဒေါ်စိန်ပွင့်ကလည်းဇွန်ညင်းနဲ့နောက်ဆုံးမြမြတင်အရှုံးပေးရတော့ကငွေစကူကိုအိတ်ထဲပြန်ထည့်ရင် ကဲမှောင်လာပြီပြန်တော့မယ်တော်တော်ကိုလာပို့ပြန်ဦးမယ်ဤသူတပြိုင်တည်းနှုတ်ဆက်လိုက်တော့ကြောင့်ဟုတ်ကဲ့မြမြတင်အော်ဒီနေ့ညအစီဝေးဖိတ်ခိုင်းထားရဲဆို ကျွန်တော်လာခဲ့ပါအောင်မယ်ကိုလာပို့အားပါမလားအလုံများနေရင်လည်းမလာနဲ့ပေါ့ရှင်တိတ်ရေးကြည့်တော့မှမဟုတ်တာကိစ္စမရှိပါဘူးညီဝမ်ခွဲတယောက်တနေ့ကပဲရောက်လာလို့ကိုခွဲရနေပါပြီလာတော့လာခဲ့အောင်မယ်လေ ညစီထဲမှပြန်လာခဲ့စဉ်လမ်းတလျှောက်လုံး၌အတွေ့ပေါင်းဆုံးဖြင့်ရှင်လေးခုန်ခဲ့သောမြများတင်သည်အစီဝေးလုံရန်နာယီဝက်ခန့်သာလိုတော်သည်ဖြစ်၍အိမ်သို့မပြန်တော့ဘဲအတင်တိုက်သို့ကိုယ်ဝင်ခဲ့သည်၌အခန်းထဲရှိဓမီအောင်အောက်တွင်တစုံတရာရေးချစ်နေသောအမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်နှင့်ဟင်မရည်တန်တယောက်ထဲပါလားကိုသိန်းထွန်းနဲ့ကိုတောင်းတင်တို့တောင်အခုပဲပြန်သွားကြတယ်ထမင်းမစားသေးလို့တဲ့လာထိုင်လေး သူနှင်ထွေအားလေးပါစကားပြောနေ gain ကိုစင်သိမ်ရောက်လာကောင်းပိတ်ကိုင်းထားသောဖိုင်တွေတကူကိုစပွဲပေါ်သို့ပြတင်လာရင်းကရောက်နေတာကြပြီလားမများတင်10မိနစ်လောက်ပဲရှိပါသေးတယ်မြမတင်သည်ဤသို့ပြေးလိုက်သောအချိန်တွင်ကိုစင်သိမ်းမှမြမတင်နှင့်မျက်နှာချင်းဆိုင်ထိုင်မိပြီးဖြစ်နေလျင်မယီဤတန်းမှမူထိုင်ရာမှရုတ်တရက်ထားလိုက်ပြီးကျမကိုတင်းဆွေတို့ကိုတွားခေါ်ကြည့်အောင်မယ်ဟုပြောပြောဆိုဆိုထွက်သွားသောကြောင့်ကိုစင်သိမ်းနှင့်မြမတင်နှစ်ယောက်ထဲကြံခဲ့လေ၏ အတန်ကြာသည့်တိုင်အောင်တယောက်နဲ့တယောက်ဘာစကားမှပြောဆိုခြင်းမရှိသေးပဲအတွေ့ကိုစီနှင့်တည်ကြည်ငြိမ်သက်စွာရှိနေရမှ၆ရောင်နဲ့တပိုင်းသာရှိတဲ့ကျွန်တော်တို့လူငယ်တွေတောင်စိတ်ရောကိုယ်ပါညီညွတ်အောင်စုစည်းလို့မရတာတကဘာလုံးညီညွတ်ဖို့ဆိုတာမဖြစ်နိုင်ဆုံးတောင်းတချက်တရဲလို့မဆိုသင့်ဘူးလားမြမတင်ကြီးကျယ်လာတော့ကိုစင်သိန်းဤစကားကိုကြားလိုက်ရသည်နှင့်မြမတင်သည်ကိုစင်သိန်းအားတန့်တော်မော်ကြည့်လိုက်ဤတစုံတရာမဖြစ်သည်တွင်ကြီးကလေးငြိယာမှ ဒီလောက်အတိပဲ့ကျေဝင်တဲ့စကားကြီးကိုကျွန်မဖြစ်နေလောက်အောင်ညံမမိသေးပါဘူးရှင် ကျွန်မထင်တာကိုတော့ပြောပါမယ်ဒါပေမဲ့ကပ္ပရေရာကိုဝေဖန်တဲ့သဘောမျိုးတော့မယူစီချင်ဘူးမြမတင်သည် နေရာပြင်ထိုင်ရင်းလေချောင်းရှင်လိုက်သလိုကပ္ပကိုအသာထားပြီးကျမတို့မြန်မာတွေမညီညွတ်နိုင်တဲ့အကြောင်းရင်းကိုရှာလိုက်တော့တတရခံဖြစ်နေဝါရားဆိုတာကို တွေ့ရတယ်ဒါကျမအထင်ပြောတာနော်အခုကြည့် မြမပြီးဆိုရင်ဝါရလေးကိုအပြင်းထန်သူမှန်ကိုနိုင် အပြိုင်တိုက်နေကြတယ်ကမြင်နေဝါဒဆိုရှယ်လစ်ဝါဒတနာရှင်ဝါဒတတိပုဂ္ဂလဝါဒမိဘအောင်မြမတင်တတိပုဂ္ဂလဆိုတာပါတီတစ်ခုအဖြစ်နဲ့ဝါဒရှိနေသမို့လားဝါဒသမားတွေထဲမှာတတိပုဂ္ဂလကိုတော့ဆွဲမထည့်သင့်ဘူးလို့ကျွန်တော်ထင်တယ်ကောင်းပြီကျမမေးမယ်မြူနစ်ပယ်ရွေးကောက်ပွဲပြီးသွားတော့တတိပုဂ္ဂလလူကြီးတွေက ပထမဆုံးဘာလို့တလဲရှင်သတိထားမိရဲ့လားကိုစင်သိငိုင်းသွားဤ တွေ့သွား၏။ဘာဖြစ်ရမည်ဟုလည်းစဉ်းစား၍မပေါ်အတော်အုံနောက်ချောက်သွားဟန်တူ၏။အဲ့တော့ကျွန်တော်သတိမထားမိဘူးမြမတင်။အတော်ကလေးချက်သွားသည်နှင့်ရေရေမဲ့မဲ့ခေါင်းငုံဖြေလိုက်သောကိုစင်သိန်း၏စကားကိုကြားလိုက်ရသည်နှင့်မြမတင်သည်ဟွန်းဒါနဲ့များကပအရေးကိုအဝေးကြီးလှမ်းဝေဖန်နေသည်တင်။မြမအရင်နဲ့နှက်ဆက်အောင်မလေးလာပဲနဲ့ဟူသောမျက်နှာထားမျိုးဖြင့်ကြည့်ကျမပြောပြမယ်နားထောင်တတိပုတ်ကလားဆိုတဲ့မြူနီစပယ်လူကြီးတွေဟာ ပထမဆုံးဘာလို့တလဲဆိုတော့တစ္ဆာမဖောက်ဘူးဆိုပြီးညှိနှိုင်းစည်းလုံးကြတယ်။တာဟာပါတီမဟုတ်တော့လဲပါတီဖွဲ့တဲ့သဘောမျိုးတက်ရောက်နေတယ်။နောက်မြို့နယ်ဝင်ရွေးတဲ့အခါမှာအတိုက်ခံပဲနဲ့တတိပုဂ္ဂလအချိန်နဲ့ပြိုင်ကြတယ်။အဲဒီနောက်ဘာလို့တလဲမြူနီစပယ်မင်းကြီးကိုအတိုက်ခံဖက်တော်သားဆိုပြီးတတိပုဂ္ဂလတွေကဖြုတ်ချဖို့ကြိုးစားကြပြန်တယ်။ဒါကဘာသဘောတွေလဲတိတိကျကျတွေ့ကြည့်စမ်း။ပါတီသဘောဝါဒတွေပဲမဟုတ်လား။ ပါတီဆိုတာကိုဘက်သားကိုလူစုဘက်ဆက်ပါဝင်နေသူတွေလူစုလူဝေးရလို့အဓိပ္ပာယ်ရတယ်။အဲ့ဒီသဘောမျိုးတတိပုဂ္ဂလတွေဟာဘက်တော်သားအချင်းချင်းဆိုပြီးစုစည်းညီနိုင်ထားတာမို့တတိပုဂ္ဂလပါတီလို့ပဲခေါ်တဲ့။မြမတင်ဒီကလထိုင်ကိုခလန်လန်မီ၍ထိုင်နေရမှရှေးသူရိုရိုကလေးကုန်းလိုက်ပြီးလက်နက်လက်နက်ဘက်ကိုဇပွဲရင်ရှင်တင်ရင်ဝါဒါဆိုတဲ့စကားကိုနားလည်အောင်အထိပ္ပယ်ကောက်လိုက်တော့ထင်မြင်ယူဆချက်လို့အပြည့်ထွက်လာတယ် ဲ့ဒီတော့ခုနကပြောတဲ့တတိပုတ်ကလာချင်းသွေးညီတာတို့မြူနစ်ပယ်မင်းကြီးကိုဝိုင်းဖြုတ်တာတို့ဆိုတာတွေဟာတတိပုတ်ကလာတွေကငါတို့လောက်တာမှန်နေဆိုတဲ့အထင်မြင်ယူဆချက်နဲ့လောက်တာပဲမဟုတ်လားအဲ့ဒါတတိပုတ်ကလာဝါရာပေါ့ကဲရှင်ပါပြောချင်တယ်မြမြတင်သည်တီတီငင်ငင်နှင့်အိန္ဒြေရရမေးလိုက်သောကြောင့်ကိုစင့်သိမ့်သည်ငုံထားသောဥကောင်းကိုမသိမသာမော်၍အတော်ချောင်းအောင်တွင်နေပြီးမှဒီလိုတော့ဟုတ်ပါပြီ နို့မြမတင်စကားတွေထဲမှာတတိပုဂ္ဂလာတွေကိုသဘောမကျသလိုလေးတဲ့မျိုးပါနေသေးတော့ကျွန်တော်တို့ရက်ွက်ကတင်လိုက်တဲ့တတိပုဂ္ဂလာလူကြီးကိုကဘယ်လိုသဘောထားလဲမကြိုက်ဘူးလားသဘောကျလို့ပဲကျမတို့တဲ့အိမ်လုံးမဲထည့်ခဲ့တာရှင်အတိသားနဲ့အေးကျမတို့လူလာတာကဘာပဲဖြစ်ဖြစ်မှန်တာလို့မယ်ရက်ရွာကောင်းကျိုးစင်ရဲသားလူတို့ကောင်းကျိုးကိုကိုပြီးရင်ပြီးဆောင်ရွက်မယ်ဆိုတဲ့တတိပုဂ္ဂလာမျိုးကိုလူလာတာအတိုက်ခံပါတီဝင်မှုဖြုတ်ချမယ်ဆိုတဲ့စိတ်မျိုးထက် တိုင်းပြည်အကျိုးကိုထိခိုက်လို့ဖြုတ်ချမယ်ဆိုတဲ့စိတ်မျိုးကိုပို့ပြီးတောင်းတတယ်။ဥပမာအတိုက်ခံဘက်ကစင်ရဲသားချောင်းကြီးအစိုးသွင်းနေဆိုပါတော့ဒါကိုအတိုက်ခံဘက်ကသွင်းတဲ့အစိုးမမထောက်ခံဘူးဆိုတဲ့တတိပုဂ္ဂလမျိုးတော့ဘာလို့ရမလဲမလို့ခြင်းဘူး။တိုင်းပြည်အကျိုးရုံမဲ့အစိုးတစ်ခုကိုတတိပုဂ္ဂလတယောက်ကတင်သွင်းနေဆိုပါတော့ဒါကိုကိုယ့်ဘက်သားရဲ့ဘာရဲ့သဘောမထားပဲတိုင်းပြည်ထိခိုက်မှာကိုမြင်ပြီးအပြင်းအထန်ကန့်ကွက်တိုက်ဖြတ်တဲ့တတိပုဂ္ဂလမျိုးမှသဘောကျတယ် နောက်ဆုံးတော့တတိပုဂ္ဂလာဆိုတာသူ့ဘက်သားကိုယ့်ဘက်သားမရှိ အမျိုးနဲ့တိုင်းပြည်ကိုထိလာရင်မချိအောင်နာရမယ်မှန်တာလှုပ်ရဲရမယ်ဆိုတဲ့အတိတ်ပဲမျိုးသားဖြစ်စီခြင်းနဲ့ဘယ်နဲ့လဲတောက်တောက်တက်တက်နဲ့တွတ်တွတ်လည်းကြီးပြောချလိုက်တော့မြမတင်ဤစကားဆုံးသွားသည့်အတိုင်းအောင်ကိုစင်သိမ့်မှာအကြောင်းသားငုံ၍တုတ်တုံးမြမလုဖဲနာဆွေနေလေဤမြမတင်အတန်ပြောက်သွားမှငေါကနေမောကြီးလိုက်ပြီးခေါင်းတရရန်ခါနေရမှကျွန်တော်တော့အံ့နာပဲဗျာ မြမတင်ဒီလောက်သဘောတရားပြေဝလိမ့်မယ်လို့ထင်ကိုမထင်ခဲ့ဘူးအခုတော့ကျမကိုသိတ်အထင်ကြီးသွားသလားစင်စစ်တော်ဒါကျမသိတ်နာတယ်လို့ပြောနေတာမထင်နဲ့ဖေဖေပြောတာတွေကိုမှတ်ထားပြီးတော့အချောင်အသားယူနေတာဒါနဲ့စစ်ပြောပါအောင်မေခုနကစကားဆခဲ့တယ်လို့ကိုထင်မြင်ယူဆချက်သားကိုမန်နဲ့ထင်နေတဲ့ဝါရသမားလေးမျိုးလေးစုဟာတစုနဲ့တစုအယူသီးမှုတွေကိုမလျှော့သေးသမျှဘယ်တော့မှညီညွတ်မှာမဟုတ်ဘူးအခုကျမတို့6ယောက်နဲ့တပိုင်းဆိုတဲ့လူငယ်တွေဟာမညီညွတ်တာလေဒီသဘောမျိုးပေါ့ ဝင်ကြီးလာစဉ်ကြီးမထဲပဲနဲ့အချောင်စာအုပ်ဖတ်ခြင်းနဲ့လူငယ်ကလည်းသူ့ထင်မြင်ချက်ကိုသူမှန်တယ်လို့အယူသိနေတာပဲရှင်တို့ကျမတို့ကလည်းအာနာပိုင်အမှုဆောင်တွေဆိုပြီးတော့ကိုလုံထားသမျှစီမင်းဥပဒေဟာမှန်တယ်လို့အယူသိနေတာပဲအဲ့ဒီတော့တကယ်တမ်းမှညှို့ချင်ရင်နှစ်ဖက်စလုံးရဲ့အယူသိမှုတွေကိုတရားမျှတစွာလျှော့ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ပုံမှန်နေနေမမြတင်စကားဆက်ပြောမိအလို့ရုတ်တရက်ဆိုသလိုပင်ထွန်ထားသော အော်လင်းတမီမှာ လေအားလျော့ကမိန်သွားသောကြောင့်ဓမီကိုဖြုတ်၍လေထိုးနေသော ကိုစင်သိန်း၏အမူအရာကိုကြည်ရသည်မှာတူတက်လည်းလည်းမရှိဘဲတစုံတရာသော တွေးခွန်းတွင်လင်းနဲ့စွာစဉ်းစားနေတဲ့ကဲ့သို့အသွင်လိုဆောင်နေရမှတိတိကျကျဆုံးဖြတ်ချက်ချလိုက်သလိုဓမီကိုအမြန်ဆုံးပြန်ချိန်လိုက်ပြီးကဲမြမြတင်ကျွန်တော်အကြံရေးထားတဲ့စီမင်းကိုဖတ်ကြည့်စမ်းပါဦး ပြပြောဆိုဆိုကိုစင်သိန်းသည်ဇပွဲပေါ်ရှိဖိုင်ကိုမြမတင်အားလမ်းပေးလိုက်သဖြင့်မြမတင်လည်းတစုံတရာဘာမှမပြောဘဲဖိုင်ကိုသာခက်လောလောလှမ်းလိုက်သည်တွင်မောင်အချက်ဆုံးများဟုအစာချီထားသည့်ဆောင်ရွက်တရွက်ကိုဖိုင်အတွင်ရှိဆောင်ရွက်များ၏အပေါ်ဆုံးတွင်ဖိညက်ထားခြင်းမရှိဘဲတွေ့ရသောကြောင့်မြမတင်သည်ကိုစင်သိန်းအားလမ်းကြည့်လိုက်၏ကိုစင်သိန်းလည်းဤတွင်မှမြမတင်အားရှက်အားနာအမှုရာဖြင့်မျက်လွာကိုလှမ်းကြည့်ရင်းထိုဆောင်ရွက်ကလေးကိုကမန်ကရန်ဆွဲယူလိုက်ပြီးမှစိတ်မရှိပါနဲ့မြမတင် ကျွန်တော်မိပြီးတော့ဖိုင်ထဲမှာထည့်ထားမိတယ်။ဘူတာမမန်ငကိုတန်လည်းမဟုတ်တုံတုံလုံးလုံးနဲ့ထွတ်ထွတ်ငုံငုံပြောနေသောကိုစင်သိန်းအားများများတင်သည်မပြုံမရင်တီတီခန့်ခန့်နဲ့ရင်ကလေးဆန့်ပြီးကြည့်နေရမှ။အိုးဒါစိတ်ဆိုးစရာမဟုတ်ပါဘူးလေမတော်တဆဖြစ်ရတာပဲ။အင်ဒရီရှင်ပြီပြီခက်တီတီပြောလိုက်ပြီးမှဖိုင်ထွက်ရှိစီမင်းများကိုဖန်နေလေ၏မထူးတော့ပါဘူးမြများတင်ပြောပြစီတော့ကိုစင်သိန်းမြောက်ကိုချစ်နေတဲ့အချစ်ဟာဖြင့်မြများတင်သည် ကိုစင်သိန်းအားဆက်ကနေမော်ကြီးလိုက်တော့ကြောင့်ကိုစင်သိန်းမှာရုတ်တရက်ယွန်သွားသလိုပခုံးနှစ်ဖက်တွန့်သွားလေ၏။မြမတင်သည့်တစုံတကူပါမှမပြောဘဲခက်တွေတွေစိုက်ကြည့်နေသောကိုစင်သိန်းကဆက်လဲ၍မိပြစီလာများ၏။ကိုစင်သိန်းတံမိုးထားတဲ့အချစ်လျှောက်လာနဲ့ပတ်သက်ပြီးညဘလို့သဘောထားရဲဆိုတာကိုစင်သိန်းမသိရဘူးလားဟင်။ရှိစုမဲစုအိမ်ဘူးကလေးတစ်လုံးဘုံထဲပေါသွားသောကြောင့်နှမျော ဝန်နေဖြစ်နေသောမျက်နှာမျိုးဖြင့်ကိုစင်သိမ့်သည်မြမြတင်တဲ့အတနာခံရရှိလေ၏ဤသည့်အချိန်တိုင်းအောင်မြမြတင်သည် ထူးထူးထွေရာပါမမပြောသည်ပဲတစုံတရာသောတွေးချက်ကိုလက်နဲ့နည်းနည်းစဉ်းစားတကယ်တို့ရှိလေ၏ဒီမှာကိုစင်သိမ့်ရှင်ကျမကိုချစ်တယ်ဆိုတာဟုတ်ပါပြီနို့ရှင်ချစ်တယ်ဆိုတဲ့အတိတ်ဘက်ကကျမလိုတတိသမီးတစ်ယောက်ကိုမရဖြစ်ပေါင်းရဖို့ပဲမဟုတ်လားဒီဒီလိုမဟုတ်ပါဘူးမြမြတင်ရာသပန်ရွယ်ကိုပြီးရိုးမြေကြချစ်တဲ့အချစ်ပါ ဒါဝမေးတာမဟုတ်ဘူးရှင့်ဒီလိုဒီလို ကျမကို အသေးလေးကချစ်တယ်လို့တကားကရှင်စာရေးပူတယ်နော် ကောင်းပြီအခုချက်ချင်းပဲရှင်တော့ကိုကျမခိုးရလိုက်ခဲ့ပြီဆိုပါတော့ရှင်နဲ့ကျမညာပြီးပဲထားပါတော့ဒီလိုဆိုရင်ကျမကိုအသေးလေးကချစ်တယ်ဆိုရင်ရှင်တာဝန်ကိုခြေပြွန်ရောလားကိုစင်သိန်းအပြင်းမပေးနိုင်ခေါင်းငိုက်ဆိုင်နေငိုင်းနေဤဝင်းကြီးလှုပ်ချင်တာနဲ့အမျိုးနဲ့တိုင်ပြီကိုအသက်လောက်ချစ်တယ်လို့အတန်ကောင်းဟစ်တာမျိုးတော့မဖြစ်ပါစေနဲ့ရှင် အမျိုးနဲ့တိုင်းပြည်ကိုတကယ်ချစ်ကြောင်အလုံးနဲ့ပြဖို့ကလည်းလူသီးတယ်မဟုတ်လားကိုစင်သိန်းရဲ့အချိန်မှာ9နာရီနဲ့9မိနစ်ခန့်မှရှိနေပြီဖြစ်တော့လဲအမှုဆောင်များကရောက်မလာကြသည်မြမတင်တို့မှလည်းပြောနေရသောစကားများတွင်စိတ်ဝင်စားနေကြရလားမသိအချိန်ကိုပင်သတိမထားမိနိုင်အောင်ရှိကြလိမ့်ဤကိုစင်သိန်းမြောက်ကိုဘလောက်ချစ်တယ်ဆိုတာဘလို့အလိုမျိုးနဲ့ပြရမှာလဲမြရဲ့ဟင်မြမတင်သည်ကိုစင်သိန်းအားမျက်မှောင်ကိုယ်၍ကြည်လိုက်ပြီးမှ ကဲရှင်နာရှင်အောင်ပြောပြမယ်ကာလာတံပိုးနေဆိုရင်ခွန်ပနက်တရံကိုငားမှုမပေးပဲမရဘူးနော်အဲ့ဒါကိုတပင်းနဲ့ရအောင်ရှင်ဝင်နိုင်ပါမလားဒါကတော့ဘယ်ရပါမလဲမြရဲ့ငားမှုရံကိုတပင်းနဲ့အေးဟုတ်ပြီတမဲပစ္စည်းဖြစ်တဲ့ခွန်ပနက်တောင်တံရတံပိုးပြီးမှရနိုင်နေနော်ဒီတော့ကျမဟာလူရှင်လူလူခုံပနဲ့ဝယ်စည်းတယ်ဆိုတာကမစည်းမဖြစ်လို့ချစ်လို့ဝယ်ရတာမဟုတ်ဘူး ကျမကိုရောရှင်ဟာအသေးလေးကချစ်လို့လိုချင်နေတာ။နှုတ်ကျမကိုတန်ရတန်ပိုးပြီးဝဲချင်လောက်အောင်ကိုချစ်ရလား။ဟင်။ကိုစင်သိန်းခေါင်းငိုက်ဆိုင်နေငိုင်းသွား၏။တူဝီမိန်မောဘာဘလို့ပြောရမည်ပင် မစင်စားမရနိုင်အောင် ဖြစ်နေရမှဒီလိုဆိုတော့ကိုစင်သိန်းဟာများနဲ့မတန်ဘူးလို့ဆိုလိုတာပေါ့နော်။ဟုတ်တယ်။ ဗဟုသုတပညာအရေးချင်းကိုကျင်တရားရဲလူမမေရရဘာမှမရှိတဲ့နိုင်ငံကြီးသမားဟာဝင်းကြီးရာတို့နဲ့မတန်တယ်လို့ကို့တဝန်တကောင်ကိုတော့ဝအောင်ရှာမစားနိုင်တဲ့လူတယောက်ဟာလဲကျမနဲ့မတန်ဘူးလို့ပဲဆိုရလိမ့်မယ်။မြများတင်ပြီးပါဇက်ဖြားမှဤသို့သောခါခါတီတီနီကြီးကျယ်လာသောစကားများထွက်လာသည်နှင့်ကိုစင်သိမ့်မှညှိုးငယ်ဝန်းနေသောအသွင်မှအရှက်နှင့်စိတ်နာမှုယောဂဒေါသပုံထလာတကယ်သို့သောအမှုရာကိုပြောင်းသွားလျက်ဒါဖြင့ ညရဲ့အချက်မှာအဆင်တန်းရှိတာပေါ့ဟုတ်လားရှင်ကိုရိုင်းတင်းတီပေါက်ပြီးတမီးတယောက်ရတဲ့အခါမှာအဲ့ဒီမိကွန်းရဲ့အဖြစ်ကိုအလိုလိုသိလာလိမ့်မယ်လူတွေဟာအဲ့ဒါခက်တာပေါ့အရင်ရှင်တွေကအမျက်ကြီးစားပြီးသွေးဆုပ်တာရင်ဓမြတွေကလူသက်ပြီးပစ္စည်းလူတာရင်နိုင်ငံကြီးသမားတွေကအစိုးရဗန်နာငွေတွေကိုပုံတာရင် ရှင်လူလူကကျမလူမိမကိုလိုချင်တာရင်အဲ့ဓာရီဟာကိုယ့်မြင်နဲ့ကိုယ်တော့မှန်နေကြတယ်ထင်တာပဲကိုချင်းစာတရားနဲ့တော့မစင်စားချင်ကြဘူး ဒီမှာကိုစင်သိန်းကျမနောက်ဆုံးပြောချင်တာကတော့ထို့အကိုင်းအတင်းထိုက်တွင်သူလူငယ်၄ယောက်နှင့်အမျိုးသမီး၃ယောက်ဝင်လာသဖြင့်စကားစပြတ်သွားတော့ကမြများတင်ကပင်ထိုလူငယ်များစီပဲလှည့်ကြည့်လိုက်ရင်အားရှိစရာကောင်းလိုက်ပါပြီးတော့ရှင် အနာကမြမပြကြီးရဲ့တူတက်ကြီးဝါမှုကိုကိုတန်ရတန်ရဘက်ကအားတက်တရောဆောင်ရွက်မဲ့လူတွေမို့ထင်ပါခုနှစ်နာရီချင်းတာတဲ့အစီအွေကိုခုနှစ်နာရီခွဲမှရောက်လာကြတယ် မမြတင်ခရီးမဆိုင်ဤသို့စီး၍အပြစ်တင်လိုက်သဖြင့်ဝင်လာသူလူငယ်များမှလည်းရက်ကိုရက်ကန်းနှင့်ရရဲမဲမဲဝင်ထိုင်ကြရင်အစီအဝေးကိုစတင်ကျင်းပကြလိမ့်ဤဟုတ်ကဲ့ပါရှင်ဆရာကြီးဥတာတုရေးသားထားသောချစ်ဆက်နမှုဝတ္ထုကိုအပိုင်းရှင်အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက် နှွေဦးမိသားစုဝင်ဒူးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။နှွေဦးမိသားစုအားလုံးနဲ့အတူတော်လန်ရဲဘော်ရဲဘက်လက်ကောင်များအားလုံးနဲ့ BN ရဲ့အပေါင်းမှခင်ဝေးကြပါစေရှင်။